အခုလန်ဖုန်းပေးရဲ့ခရနေတီကကွန်ဗီတီစင်တာပရာမွန်တီလေးမဟုတ်ပါအေးမလုံးတလဲမှာရေးရကာသမာတီကနေပြီးခဲ့ရိုက်ချာတီနဲ့ဝေထားတဲ့ကာတီဖေသာတီအမြောက်ကြီးနဲ့နေပြီးခဲ့ဆရာဘုဇဖိုင်တော်သူတို့ကဝိုင်းလေတီရှိမှနေပြီးခဲ့စင်တာပရာယန်နဲ့နေပြီးခဲ့ဆိုင်တီတီကလည်းတောင်းဆိုရနဲ့ဘလန့်ရှိတို့ဖုန်းပေးစပါတယ်ဒီကတော့မှအလန့်စနေပြီးခဲ့ကာကောတာရောင်ဝင်လို့မဟုတ်ပါသေးဘူးသောက်ကနေတော့တာရောင်ဝင်လို့တော့ပြပါရောက်သို့တော့ကာ ကာတီကနိမနာအစာမတန်အထာမြာပရနိပါရဲအရင်သားစားကတစားမလုံးပါနိပါရဲညမာပြည်ဘွတ်တိုင်းသားညီကောင်မောင်နှမများအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ဖတ်ဆက်သလိုက်ပါတယ်ဒီနေ့မှာတော့မနေ့ကတတိယအဆတ်ဆိုရင်လေးဖြစ်ပါတယ်ဘာလို့လဲဆိုတော့အိန္ဒိယကနေပြီးရခိုင်နဲ့ကုံတွေးလမ်းကြောင်းတွေကိုဆေးချောင်းရံတွေကအကန့်အသတ်မရှိပိတ်ပင်လိုက်တဲ့ဆိုတဲ့တတင်းဆောင်မကိုမနေ့ကတင်ထားပြီးပြီပဲဖြစ်ပါတယ်ဒီနေ့မှာဆိုတော့20ရာနှစ်မှာကုံတွေးလမ်းတွေကိုအနေအချင်းဖွင့်ပေးတယ်ဆိုတဲ့ သတင်းဆောင်ပါကိုကျွန်တော်အနေနဲ့တွေးရှိလို့ဒီနေ့မှာအခုဖတ်ရှုမျှဝေတင်ဆက်တော့မှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ဖက်မှာကလည်းရခိုင်ပြည်စစ်တွေမျိုးမှာရှိနေတဲ့မိုဆလင်တွေကိုဒီဘားနိုင်ငံတွေကိုပို့ပေးမယ်ဆိုပြီးလူတို့ကို40သိန်း40နဲ့ဒီဘားနိုင်ငံကိုပို့ပေးမယ်ဆိုပြီးမလုံနေပေးတယ်ခေါ်ယူတော့ပြီးတဲ့အချိန်မှာရန်ကုန်ရောက်တဲ့အချိန်မှာစစ်သားစုဆောင်ရဲ့နေရာတွေကိုရောက်နေပါတယ်ဆိုပြီးတော့ တင်ထားတဲ့သတင်းဆောင်ပါတစ်ခုကိုဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ဖတ်ရှုများဝေတင်ဆက်မှာပဲဖြစ်ပါတယ်။ပြီးရင် KIA ကနေပြီးတော့ပြချလိုက်တဲ့ရဟတ်ရင်ကအခုခြာတွေးတဲ့အချိန်မှာဒီရဟတ်ရင်ကိုထေမှာလှူထားတဲ့အရာတွေကဒီပစ္စည်းတွေကအိန္ဒိယနိုင်ငံကထုတ်လုပ်တဲ့ပစ္စည်းတွေဆိုရင်အိန္ဒိယနဲ့မြန်မာနဲ့ဆက်ဆံရေးကဘလို့တွေအနေအထားရှိတယ်လို့ဆိုတဲ့ခမ်းမပြောဆိုချက် သတင်းဆောင်ပါကိုလည်းကျွန်တော်အနေနဲ့ဆလာဖိုက်ချူမြဝေတင်ဆက်မှာပဲဖြစ်ပါတယ်ဆိုတော့အိန္ဒိယရခိုင်ကုံသွေးလမ်းကိုမေလ16ရက်နေ့ကအိန္ဒိယဘက်ကအကန့်အသတ်မရှိပိတ်လိုက်ပေမဲ့မေလ20ရက်နေ့မှာပြန်လည်ဖွင့်ပေးလိုက်ပြီလို့သတင်းတွေရရှိပါတယ်အိန္ဒိယရခိုင်ကုံသွေးလမ်းကြောင်းကတော့အိန္ဒိယဘက်ကမေလ16ရက်နေ့ကလေးကပိတ်လိုက်တာဖြစ်ပါတယ်အဓိကကတော့လောင်တလိုင်ခရိုင်ကိုပိတ်လိုက်တာဖြစ်ပြီးဘေကုံစီကိုမှဖြတ်တန်းတော်လာခွင့်မပြုထားပါဘူးကုံသေးတွေလည်းအိန္ဒိယဘက်မှာပိတ်မိနေကြတယ် လူတွေတော်လာလို့မရတော့ပါဘူး။ကုံစီတောင်တည်လို့မရဘူးဆိုရင်ရခိုင်ကိုတော်ဖို့ဟာကတော့မလွယ်ကူပါဘူး။ဘယ်လောက်ပိတ်မိမယ်ဆိုတာကတော့အကန့်အသတ်မရှိပါဘူး။ဒီတိုင်းသာဆက်ပြီးတော့ပိတ်ထားမယ်ဆိုရင်ရခိုင်ဘက်မှကုံစီပြတ်တောက်မှုတွေဖြစ်လာနိုင်ပါတယ်။မေလ16ရက်နေ့မှစရွေးပိတ်ထားသည့်အိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်လောက်ဒလိုင်ခရိုင်မှချင်းပြည်နယ်ပလောဝနေဇက်ကုံတွေရဲ့လမ်းကြောင်းအားယမနေ့ညနေ9:00နာရီမှစတင်ပြီးတော့ပြန်လေကုန်တေခွင့်ပေးလိုက်သည်ဟုကုန်တေများထံမှသိရပါတယ် ဒီကနေ့ကုန်တီအစည်းအဝေးလုပ်တယ်လို့သိရတာဖြစ်ပါတယ်အခုက မီဇူရန်ကအာနာပိုင်းတွေကတော့ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်ကုန်တွေကိုပြန်တင်လို့ရပါပြီ၎င်းကုန်တွေကမေလ20ရက်နေ့တွင်အစိုးပြုထားတာဖြစ်ပါတယ်မီဇူရန်တွင်ရှိသည့်အာနာပိုင်းများအနေဖြင့်ထိုကေသို့ကုန်တွေရဲ့လမ်းကြောင်းအားမကြာခဏပိတ်ထားမှုများရှိကြောင်းကိုလည်းစေပစ္စည်းရောင်းဝယ်နေသည့်ပေါတော့ဖတ်မှကုန်တွေတူကဆိုထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြားရတာကတော့သူတို့ဖတ်မှကစစ်ဖြစ်နေတာပေါ့လေ အဲ့ဒီထဲမှာဂုံလေးတအားချတော့ဂုံမလောက်မှစိုးရင်ဒါကြောင့်သူတို့အခုလုံမကြခနာပိတ်ထားတာတွေချိပါတယ်လို့သိရတယ်ဒီကနေ့ကားတွေကတော့ပြန်ထွက်ခွင်းပေးလိုက်တာဖြစ်ပါတယ်ဟု၎င်းကစပြောပါတယ်ရခိုင်လေသားတွင်စစ်ကောင်စီကဂုံတို့ရဲ့လမ်းကြောင်းများဖြစ်ပြီးဂုံလမ်းရေလမ်းများအပိတ်ဆို့လိုက်ပြီးနောက်ရခိုင်အတွင်းလိုအပ်သည့်ဂုံပစ္စည်းများအိန္ဒိယမီဇူရန်ပလောဝါလမ်းကြောင်းမှအဓိကတွင်းနေရခြင်းလည်းဖြစ်ပါတယ်ရင်းကြောင်2024ခုနှစ်စတင်၍ ရခိုင်ပြည်အတွက်73စီစားတောက်ကုန်ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းတွေအားလုံးကိုမီဇူရန်ကုံတွေရဲ့လမ်းကြောင်းကိုအားကိုးနေရခြင်းဖြစ်ပါတယ်။ရခိုင်မှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့်2023ခုနှစ်နိုဝင်ဘာလမှစတင်ကမြန်မာပြည်မှာနှင့်ဆက်သွယ်ထားသည့်ကုံတွေရဲ့လမ်းကြောင်းများအားစစ်ကောင်စီမှပိတ်ထားသောကြောင့်ကုံစည်းနှူးများဆေးစားခန့်အထိမြင့်တက်လာခဲ့ပြီးလက်ရှိတွင်လည်းဈေးနှုန်းကအနည်းငယ်သာကျဆင်းနေပါသေးတယ်။ အိန္ဒိယရခိုင်ပုံသွေးရေးလမ်းကြောင်းကတော့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တာကြောင့်ပြန်လည်ဖွင့်ပေးလိုက်တာဖြစ်ပြီးတရားဝင်တော့မဟုတ်သေးပါဘူးလောလောဆယ်နားလေမူနဲ့ပြန်လည်ဖွင့်ပေးလိုက်တဲ့သဘောပဲရှိပါတယ်အခြေအနေကတော့ကောင်းလာမယ်လို့ဆက်ပြီးတော့ယုံကြည်ရပါတယ်ကုန်စည်တွေကတော့ပေလို့ရနေပါပြီရခိုင်ပြည်နယ်မှာတိုက်ပွဲတွေစတင်ဖြစ်ပေါ်ကြတဲ့က2023ခုနှစ်ကတည်းကစစ်ကောင်စီကရခိုင်ပြည်နယ်ကိုကုန်စည်တွေစီစဉ်ခွင့် ပိတ်ပင်ထားတာကြောင့်အိန္ဒိယနိုင်ငံမီဇူရန်ပြည်နယ်ကကုန်စည်တွေကိုပဲအဓိကအားထားနေရတာလည်းဖြစ်ပါတယ်။ဒါကကုန်သည်အတိုင်းဝိုင်းကပြောဆိုတဲ့သတင်းဆောင်ပါတခုဖြစ်ပါတယ်။ဆက်လက်ပြီးတော့စစ်တွေကမွ슬င်များကိုနိုင်ငံခြားပို့မယ်ဆိုပြီးတဦးကိုတိမ့်လေးစီတောင်းကပြည်သူစစ်တပ်ရင်းများသို့ပို့ဆောင်နေဆိုတဲ့သတင်းရခိုင်ပြည်စစ်တွေမြို့နယ်တွေကမွ슬င်တွေကိုနိုင်ငံခြားပို့မယ်ဆိုပြီးတဦးကိုတိမ့်လေးစီနှုံနဲ့ခေါ်ဆောင်ကပြည်သူစစ်တပ်ရင်းတွေထဲကိုထစ်သွင်းနေတယ်လို့သတင်းတွေရရှိပါတယ်။ စစ်ကောင်စီဒေသတွင်းကကရိုနီလုံငန်းချင်းတွေနဲ့ပူးပေါင်းပြီးတော့စစ်တွေမျိုးနေထေကမွတ်စလင်များကို မလေးချောက်ကိုပို့ဆောင်ပေးမယ်ဆိုပြီးတတုပ်ပြီးတတုပ်ခေါ်ယူတာရန်ကုန်မြို့ကိုတင်ဆောင်သွားကြတာလည်းဖြစ်တယ်လို့ဒေသခံတတင်းရင်းမြစ်တွေကပြောဆိုတာလည်းဖြစ်ပါတယ်။ရန်ကုန်ကနေပြီးကုန်ပစ္စည်းလာပို့တဲ့သင်္ဘောတွေနဲ့တင်ဆောင်သွားတာဖြစ်ပါတယ်။မွတ်စလင်တွေထဲကစစ်ကောင်စီနဲ့ပဏံတင်းနေတဲ့မွတ်စလင်ခရိုနီတွေဟာဥဆောင်ပြီးတော့သူတို့အချင်းချင်းလူစုပါတယ်။တအူးကိုတိန်၄၀တောင်းတယ် မလေးချောက်ကိုခေါ်မယ်ဆိုပြီးအယုံသွင်းပါတယ်လို့သတင်းရင်းမြစ်တွေကဖော်ပြထားတယ်။ကုန်တင်သင်းမောတစ်ခေါက်လျင်90ကနေ80ကျခေါ်ယူနေပြီးတော့စစ်တွေမျိုးကနေယာနဲ့ချီတဲ့မွတ်စလင်လူငယ်တွေဟာငွေရေးကြေးရေးဆုံးတဲ့အပြင်မှာစစ်တင်နဲ့နေစီကိုရောက်တော့ကြတာလည်းဖြစ်ပါတယ်။နိုင်ငံခြားသွားရမယ်ဆိုပြီးတော့ပတ်စံဘယ်လောက်ပဲပေးရပေးရထွက်တာပါပဲ။ဒါပေမဲ့ရန်ကုန်စိတ်ကမ်းရောက်တာနဲ့သူတို့တွေကကားတွေနဲ့အစင်သင်းပဲအဲ့ဒီနားတွေမှာလုံခြုံရေးတွေကခြားထားတယ် ဘယ်သူမှဘယ်ကိုမှသွားလို့မရတော့ဘူးသူတို့ခေါ်တဲ့နောက်ကိုလိုက်သွားရတယ်စစ်မှုထမ်းဖို့ခေါ်ခံရတာလို့ပဲទីလိုက်ရတယ်အစအတွေကမရတော့ပါဘူးလို့စူးစောင်းခံရသူမိသားစုတွေကပြောဆိုထားတာလည်းဖြစ်တယ်စစ်တွေမျိုးအောင်မင်္ဂလာရက်ကွက်မကြီးမြိုင်ရက်ကွက်ကတဲ့ရက်ကွက်နဲ့ဘူးမေရက်ကွက်နဲ့မျိုးအနီးမွတ်စလင်ကျေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မွတ်စလင်တွေကိုတင်းသွင်းပြီးတော့ခေါ်နေတာလည်းဖြစ်ပါတယ်စစ်တွေမျိုးကပုံတင်သင်းမောတွေနဲ့တင်ဆောင်တော့ခံရတဲ့မွတ်စလင်တွေဟာရန်ကုန်မြို့ဒလာစိကန်ကနေ မင်္ဂလာကြုံတိုင်းရင်းလေစီကိုခေါ်ဆောင်ခံရပြီးတော့ပြည်သူစစ်တင်နှန်းနေပိတ်ခံရတာလို့ဆိုလိုပါတယ်စစ်ကောင်စီဟာစစ်တွေမျိုးမှာရခိုင်လူမျိုးစုတွေကိုပြင်းထန်ထားနေပြီးစစ်စစ်နေပြီးတော့မွတ်စလင်လူမျိုးစုတွေကိုအယုံတွင်းခိုင်းစေနေတာလည်းဖြစ်ပါတယ်စစ်တွေစိတ်ကန်းကနေပြီးဝင်ရောက်လာတဲ့တင်ပေါ်မြောက်ကိုကုန်တင်ကုန်ရှားခြင်းအပါအဝင်မွတ်စလင်လူငယ်များအားစူဝေးနေထိုင်မဲ့အလို့အကင်တွေကိုဖန်တီးပေးတယ်လို့ဆိုထားပါတယ်စစ်ကောင်စီဟာ ဘူးသီးတောင်မောင်တော်ဒေသတွေမှာနေထိုင်တဲ့မွတ်စလင်ဒေသခံတွေကိုလည်းစည်ရဲမှာအတုံးချခံခဲ့ပါတယ်။ဒါ့အပြင်2024ခုနှစ်ကစစ်တွေမျိုးကမွတ်စလင်လူငယ်တွေကိုအာရာခတတ်တော်အလိုမချီကြောင်းအတင်းအကျပ်စန္ဒာပြခိုင်းခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့က KIA ပြစ်ချလိုက်တဲ့စစ်ကောင်စီ MI6 ခွန်ရဟယင်မှာအိန္ဒိယနိုင်ငံထုတ်ကြီကာများကိုတက်ဆင်ထားပြီးစစ်ကောင်စီနဲ့အိန္ဒိယအကြထေးထေးဝင်ဝင်ပတ်သက်မှုကိုမိမောင်းထိုးပြလိုက်တယ်လို့ပါပဲလို့ သတင်းဆောင်ပါတွေကဖော်ပြနေတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကနေမေလ20ရက်နေ့ပြစ်ချလိုက်တဲ့စစ်ကောင်စီရဲ့ရဟတ်ရင်မှာအိန္ဒိယနိုင်ငံထုတ်ကြီးကတွေကတက်ဆင်ထားတာကိုတွေ့ရကြောင်းလန်နဲ့သုံးသက်ချက်တဲ့အစင်တစားရေးသားနေသူတွေကဖော်ပြနေတယ်။